ီနေ့မှာတော့ G Sport ဆိုတာပါတယ်ဆိုတဲ့အကောင်းဆုံးလေးနဲ့ပြန်လည်ပြမတင်ဆက်ပေးမှဖြစ်ပါတယ် G Sport ဆိုတာကအမျိုးသားနဲ့အတူနေတဲ့အချိန်မှာအမျိုးသမီးလိင်ကိုစိတ်ခံစားမှုအမြင့်ဆုံးဖြစ်တဲ့နေရာကိုခေါ်တာဖြစ်ပါတယ် G-Spot ဟာအမျိုးသမီးတယောက်နဲ့တယောက်မတူကြပြီမဲ့ Literally လို့ခေါ်တဲ့အမျိုးသမီးအင်္ဂါစီနာတဝိုက်မှာပဲရှိတာများကြပါတယ်။ဒီဗီဒီယိုလေးမှာတော့ကျွန်မက G-Spot နဲ့ပတ်သက်တဲ့စေပညာဗဟုသုတအကြောင်းကိုပြောပြပြသွားမှာဖြစ်ပါတယ်။အဲ့ဒီတော့ စားလိုက်ကြရအောင်နော် orgasm လို့ခေါ်တဲ့လင်ငူစိတ်ပြီးမြောက်ခြင်းဆိုတာက အမျိုးသားရောအမျိုးသမီးမှာ အရေးကြီးပါတယ်လင်းစိတ်ပြီးမြောက်တဲ့အခါမှာစိတ်ဖြစ်စေမှုတွေကိုရော့ချစေနိုင်တယ်လို့စိတ်ကျဉ်တဲ့မှုတွေအချင်းချင်းချစ်ခင်မှုတွေပါပို့ပြီးတော့တိုးလာနိုင်ပါတယ်။ဒါပေမဲ့အမျိုးသားတွေကပဲပြီးမြောက်လွယ်တတ်ကြပါတယ်နော်။အမျိုးသမီးတွေအတွက်တော့အတူနေတဲ့အချိန်မှာပြီးမြောက်တဲ့အဆင့်ထိကိုရောက်ဖို့အတွက်တော်တော်လေးရှားပါတယ်။ ဘဝတက်တက်လုံးမှာတော့လင်းစိတ်ပြီးမြောက်ချီအတွက်ကိုဂျုံဖိုးတဲ့အမျိုးသမီးတွေကတော်တော်ရှာတယ်လို့စစ်တမ်းတွေအရဆိုကြပါတယ်အမျိုးသားအင်ကာထိုးသွင်းမှုတက်တက်နဲ့လင်းစိတ်ပြီးမြောက်တာကအမျိုးသမီးတွေမှာတော်တော်ဖြစ်ခဲ့ပါတယ်၂000ခွန်မှလီလာမှုတစ်ခုမှစစ်တမ်းတွေအရဆိုလို့ရှိရင်ဒီအမျိုးသားအင်ကာထိုးသွင်းမှုတက်တက်နဲ့လင်းစိတ်ပြီးမြောက်ရဆိုတာအမျိုးသမီးတွေမှာ၁၈ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ဆိုပါတယ်အမျိုးသမီးတွေလင်းစိတ်ပြီးမြောက်ခြင်းဟာလင်းစိတ်ခံစားမှုအမြင့်ဆုံးနေရာဖြစ်တဲ့ ဂျေစပတ်ကိုနိုးစော်တာနဲ့တက်ဆိုင်တယ်လို့အများကထင်ကြပါတယ်အဲ့ဒီတော့ဂျေစပတ်ဆိုတာပါလဲဂျေစပတ်ကိုဘလို့ရှာလို့ရမလဲဆိုတာကိုကျွန်မနဲ့အတူတူဗီဒီယိုလေးမှာကြည့်ကြရအောင်နော်ဂျေစပတ်ဆိုတာကဂျာမနီကနေပညာရှင်တယောက်နာမည်ကိုယူထားတာဖြစ်ပါတယ်သူကအမျိုးသမီးတွေရဲ့လင်စိတ်ခံစားမှုအမြင့်ဆုံးနေရာဟာဒီမင်းမကူရဲ့အရှိဖက်တစ်ပိုင်းနေရာမှာရှိတယ်လို့ယူဆခဲ့ပါတယ်အများပြည်သူတွေ ကိုစပြီးတော့မေစတာကဒေါက်တာဝပဲလို့ခေါ်တဲ့ဆရာဝန်အမျိုးသမီးပဲဖြစ်ပါတယ်။သူဟာသူ့ရဲ့မိမကူအရှိပိုင်းကို no stop ဖတ်တိုက်ရင်းနဲ့ထိုးခြားတဲ့ခံစားချက်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ခံစားမှုအမင်းဆုံးနေရဖြစ်တဲ့အဲ့ဒီနေရာဟာအမျိုးသမီးတွေရဲ့ orgasm ဖြစ်နိုင်တဲ့တော့အချက်နေရာလို့တွေးခဲ့ပါတယ်။သူနဲ့သူရဲ့လို့ဖော်ကိုက်ဖက်ဆရာဝန်တွေကအဲ့ဒီနေရာဒီအကြောင်းကနေပြီးတော့ဂျေရမ်ပပတ်ကိုဂုံပြုတ်ပြီးတော့ ဂျီရန်ပပတ်တာမမဟုတ်ဂျီစပတ်ဆိုပြီးတော့ခေါ်ကြတာအခုချိန်ထိဖြစ်ပါတယ်ဂျီစပတ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပေါ့နော်တိတိကျကျရှိနေတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး2019မှာတိလချက်အရဆိုလို့ရှိရင်သူတည်သနာပညာရှင်တွေကဒီအမျိုးသမီးဂျီစပတ်ကိုပေါ့နော်တိတိကျကျရှာဖွေခဲ့ကြပါတယ် အဲ့ဒီနေ့မှာသူတို့တွေ့ခဲ့ကြတာကတော့ G-spot ဟာပေါ့နော်မင်းမကူရဲ့နေရာတစ်ခုနေရာမှာတိတိကျကျမှတ်တာတခုရှိနေတယ်ဆိုတာမဟုတ်ပါဘူး Slitholi လို့ခေါ်တဲ့မင်းမအင်္ဂါစီနာတဝိတ်မှာပဲရှိနေတယ်ဆိုတာကိုပဲသိခဲ့ကြတာဖြစ်ပါတယ်အမျိုးသားလင်အင်္ဂါကိုနုဆွတ်လို့ရှိရင်ကြီးလာတယ်လို့မင်းမစိတ်ကိုလည်းနုဆွတ်တဲ့အခါမှာအရွယ်စားကြီးလာတတ်တာမို့လို့အဲ့ဒီ G-spot ကိုရှိတာကိုယုံကြည်ခဲ့ကြပါတယ်မင်းမကူရင်းသားရဲ့ထိတ်မှာစမ်းမိတဲ့ စလောဘက်စီအရွယ်လေးကမအင်္ဂါစီရဲ့ထိတ်ကလေးပဲဖြစ်ပါတယ်။မအင်္ဂါစီကအောက်ဖက်ကိုစင်းသွားမယ်ဆိုလို့ရှိရင်ဒီနေရာမှာကွဲသွားပြီးတော့လေးလက်မအထစ်ရှိပါတယ်။ G-spot ဟာအမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ဒီနေရာချင်းမတူတဲ့အတွက်ကြောင့်မလို့တခါတလေမှရှာရခက်တာမျိုးရှိနိုင်ပါတယ်။အဲ့ဒီနေရာကို no shot ပေးနိုင်လို့ရှိရင်ပေါ့နော်အမျိုးသားတွေလင်စိတ်ပြီးမြောက်တဲ့အခါတူရီပန်းထွက်တယ်လို့မျိုးအမျိုးသမီးတွေလည်းပြီးမြောက်တဲ့အရေးပန်းထွက်နိုင်ပါတယ်။ G-spot ကိုဘယ်လိုရှာရမလဲ။ ဂျီစပတ်ကိုရှာဖို့အတွက်ကတော့ကိုရိုင်ရှာမှပဲရမှာပါအမျိုးသားနဲ့တတူနေတဲ့အချိန်ကိုဘယ်နေရာကိုထိတွေ့လို့ရှိရင်လင်းစိခံစားမှုအမြင့်ဆုံးဖြစ်တယ်လဲဆိုတာကိုတေချာလေးလာကြည့်ပြီးတော့ကိုရဲ့ဂျီစပတ်ကိုကိုကိုရိုင်ရှာဖို့ကြည့်မှာပဲဖြစ်ပါတယ်မအင်္ဂါစိနာတဝိုင်းမှာဂျီစပတ်ရှိတဲ့ဆိုပေမဲ့တခါတလေမှာတခြားနေရာတွေမှာလည်းကိုရဲ့ဂျီစပတ်ကရှိနေနိုင်ပါတယ် ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီနေရာကိုထိတွေ့လိုက်လို့ကိုယ့်ရဲ့လင်စိတ်ခံစားမှုအမြင့်ဆုံးဖြစ်စေလို့ရှိရင်ကိုယ့်ရဲ့ G-spot လို့မှတ်ထားလို့ရပါပြီကိုယ့်ရဲ့ G-spot ကိုကောင်းကောင်းသိထားတာကအမျိုးသားနဲ့အတူနေတဲ့အခါမှာပုံပြီးတော့အဆင်ပြေလာမှာဖြစ်တယ်လို့လင်စိတ်ပြီးမြောက်ဖို့ကလည်းပုံပြီးတော့လွယ်ကူလာမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်